ဆို do we know ဆိုပြီးတော့ question လေးနဲ့စထားပါတယ် that that ဆိုပြီးတော့ that ရဲ့နောက်မှာအအကြောင်းအရာ sentence sentence အကြောင်းအရာ sentence ကြီးလိုက်ပြီးတော့ရေးမှာပါ we use color to express ဆိုတော့ဒီမှာ to express a certain or group identity ဆိုတော့ဒါကကြီးရွယ်ချက်ကိုဖော်ပြမှာပါဆိုတော့ဒီမှာတိထမယ်စကားလုံးပါ identity ဆိုတော့ identity ဆိုတာက noun ပါသူ့ရဲ့ adjective က identical i d e t i c a l identical ဆိုရင်ဒါ adjective ပါ so identity identity ဆိုတာထက်တူညီတာထက်တူညီမှုထက်တူကြားမှုလို့အဓိပ္ပာယ်ရပါတယ်မပုံနေကတတိကံကကပြားတွေဆိုလို့ရှိရင်ဘယ်လိုပြောလဲဆိုတော့ identity ခဲလို့ပြောပါတယ်အတူက id ခဲလို့ပြောပါတယ် ဆိုတော့အဓိပ္ပာယ်လေးကြည့်အောင် then any now do you know ငါတို့သိရလားတဲ့ that ဆိုတော့ဆိုတော့နောက်ကဝါကြရေးထားတယ်အဲ့ဒီဝါကြအကြောင်းအရာကြီးကိုငါတို့တွေသိရလားပေါ့ဘယ်လိုအကြောင်းအရာလဲဆိုတော့ we use color ငါတို့ကအရောင်တွေကိုသုံးနေကဲနောက်ကရည်ရွယ်ချက်ကိုဖော်ပြတာလေနောက်ကရည်ရွယ်ချက်အတွက်အရောင်တွေကိုသုံးနေပေါ့နော်ရည်ရွယ်ချက်ကဘာလဲဆိုတော့ to explore ပေါ်ပြဖို့အတွက် assemble group identity ဆိုတာတွဲဒါ group over ပေါ့နော်ဒါတွဲရဲ့ဘာပြန်မှာပေါ့ assemble group identity ညညမှုရဲ့အတိတ်ပဲညညမှုရဲ့စိတ်အာရုံကို to explore ပေါ်ပြဖို့အတွက် we use color ငါတို့ကအရာကိုသုံးနေဆိုတာကို do you know ငါတို့တွေသိရလား အဲ့တော့သူက question နဲ့စပြီးတော့ survey ကို question နဲ့စပေးထားတယ်။ပြီးလို့ရှိရင်အဲ့ဒီ question ကိုပဲသူကသူ ပြန်ပြီးတော့ဖြည့်ပေးထားတယ်။ We wear uniform ။ငါတို့က uniform တူညီဝတ်စုံတွေကိုဝတ်ဆင်ကြတယ်။နောက်ကနေရာ၃ခုဥပမာနေရာ၃ခုရေးပြထားပါတယ်။ At school အကျောင်းတွေမှာတူညီဝတ်စုံတွေဝတ်တယ်။ In the army စက်တက်တွေထဲမှာတူညီဝိဆုံတွေဝတ်တယ် or သို့မဟုတ် in the plus pole in the police pole ရဲတပ်ဖွဲ့တွေထဲမှာတူညီဝိဆုံတွေဝတ်တယ်ဆိုဒီမှာတော့ဥပမာအနေနဲ့ဒီသုံးခုပဲပြထားပါတယ်တခြားသောနေရာတွေလည်းများစွာရှိပါတယ်ကဲဆောနာလိုပဲ to show to be infinite ဒီဝေချက်ကိုဖော်ပြမှာပါတူညီဝိဆုံတွေဝတ်တယ်ဘာကြောင့်ဝတ်တာလဲ to show that ပေါ်ပြဖို့အတွက်ပြောပြဖို့အတွက် တည်ပြဖို့အတွက် that ဆိုပြီးတော့နောက်ကအကြောင်းအရာဝကြယူရေးထားမှာပါ we belong to a particular group ဆိုတော့ဒီမှာတိထားမယ်စကားလုံးက belong to ဆိုတော့ belong to ဆိုတာဒါ phrasal verb ပါအဓိပ္ပာယ်ကဒီနေရာမှာသူ့ရဲ့အဓိပ္ပာယ်ကအဖွဲ့ဝင်ဖြစ်သည်လို့အဓိပ္ပာယ်ရပါတယ် so we belong to a particular group ငါတို့ကအဖွဲ့တစ်ခုခုရဲ့ we belong to ငါတို့ကအဖွဲ့ဝင်တွေဖြစ်တယ်ဆိုတာကို to show that ပေါ်ပြဖို့အတွက်ပြောပြဖို့အတွက် we wear uniforms ငါတို့ကတူညီဝတ်စုံတွေကိုဝတ်ဆင်ကြပါတယ်ကဲနောက်တစ်ခုကိုဆက်ကြည့်အောင် we also dress we also dress ကဲဒီမှာ also အာရှေ့ရအကြောင်းအရာနဲ့နောက်ကအကြောင်းအရာတူညီတဲ့အတွက်ကြောင့်မလို့ additional idea advert ဖြစ်တဲ့ also ကိုသုံးထားပါတယ် we also dress ငါတို့ကဝတ်ဆင်ပါသေးတယ် in our favorite sporting colors our favorite sporting colors ဒါတွဲရပါ group word ပါ favorite အပိတော့နှစ်သက်တော့ sporting color အကစားအသင်းရဲ့အရောင်တွေကို we also dress in ငါတို့ကဝတ်ဆင်ပါသေးတယ် to say ဒီမှာလည်းပဲ to infinity ရည်ရွယ်ချက်ကိုဖော်ပြမှာအကြောင်းပြချက်ကိုဖော်ပြရတယ်။ to say the same thing အတူတူပဲဆိုတာကိုပြောပြဖို့အတွက်ဖော်ပြဖို့အတွက်ဒီမှာသိထားမယ့်စကားလုံးလေးက the same thing the same thing ဆိုတာ idiom အတုံးမှာ the same thing ဆိုတာရှေ့မှာဖော်ပြခဲ့တဲ့ရှေ့မှာရေးခဲ့တဲ့အကြောင်းအရာရှေ့မှာဖော်ပြခဲ့တဲ့အကြောင်းအရာနဲ့ထပ်တူပဲအတူတူပဲအတူတူ ဖြစ်တယ်ဆိုတာကိုပြောပြတာပါ။ ဆိုတော့ speaking မှာလည်းသုံးပါတယ်တခြားတယောက်ကပြောတဲ့စကားနဲ့ကိုယ့်ရဲ့စိတ်ကူးအကြံဉာဏ်နဲ့ထပ်တူညီတယ်ဆိုရင် the same thing လို့သုံးပါပါအဲ့တော့ဒါလေးကိုပြန်ကြည့်အောင် to say the same thing အတူတူပဲထပ်တူပဲဆိုတာကိုဖော်ပြဖို့အတွက် our favorite sporting color ငါတို့ကတဲ့နှစ်သက်သောအပီသောအကစားအသင်းကြီးအကြောင်းတွေကိုလည်းပဲ we also dress in ငါတို့ကဝစ်စင်ပါသေးတယ်ဆိုတော့ဒါကဒီ uniform တူညီဝစ်စုံတွေဘာကြောင့်ဝစ်ဝစ်ရတယ်လဲဆိုတော့အကြောင်းပြချက်တွေကိုဥပမာနှစ်ကြောင်းနဲ့သူကရေးပြရေးရေးထားပါလေကဲနောက်တစ်ခုဆက်ကြည့်ကြအောင် and be or we will notice ငါတို့သတိထားမိတယ် that ဆိုတာဆိုပြီးနောက်မှာအကြောင်းအရာစတဲ့ညကိုရေးထားပါတယ် blood colors နိုင်ငံတော်အလံနေအလံနေရဲ့အယောင်နေအလံအယောင်နေဟာ berry ကွဲပြားသွားတယ် from country to country တနိုင်ငံနဲ့တနိုင်ငံမတူညီပဲကွဲပြားသွားတယ်တဆိုတာကို we were notice ငါတို့သတိထားမိပါတယ်တဲ့ဆိုတော့ဒီဝါကျမှာတိထားမဲ့စကားလုံးတွေဟာ berry ဆိုတော့ berry ဆိုတာ that buffer ကြောင်းလေဒီလို့အတိပဲရပါတယ် ဆိုတော့သူ့ရဲ့ adjective ကိုတည်ထားမယ် adjective က various အဲ various အမျိုးမျိုးဖြစ်တော့လို့အဓိပ္ပာယ်ရတယ်အဲ့တော့ night color flat colors အလန်ရဲ့အကြောင်းတွေဟာတနေ့ကတနေ့ကမတူကြောင်းလဲတယ်အမျိုးမျိုးဖြစ်တယ်လို့ဖြစ်တယ်ဆိုတာကိုတတိထားမိပါတယ်ဟုတ်ပြီနောက်တစ်ခုသူကဆက်ပြီးတော့ရှင်းပြထားတယ် the colors of a national flag the colors of a national flag နိုင်ငံတော်အလံရဲ့အယောင်တွေဟာ represent ကိုစားပြုပါတယ် the country's history နိုင်ငံရဲ့တမိုင်းကြောင်းတွေကိုကိုစားပြုတယ် the country's belief နိုင်ငံရဲ့ယုံကြည်မှုတွေကိုကိုစားပြုတယ် and ပြီးတော့ values နိုင်ငံရဲ့တန်ဖိုးတွေကိုကိုစားပြုတယ် as well as အလားတူစွာပဲ its glorious past ော့ဒီမှာ IDS is ကဘာကို refer to လုံးမှာလဲဆိုတော့ countries နိုင်ငံ ਈ လို့အဓိပ္ပာယ်ရတယ်ဒီမှာ IDS is က countries ရဲ့အစားကိုတုံးထားတာပါ is glorious past ဆိုတော့ဒီမှာသိထားမယ့်စကားလုံးက glorious ဆိုတော့ glorious ဆိုတာ adjective ပါခန္ဓာကြီးကျယ်တော့ဂုဏ်ကျက်တည်ရှိတော့သူ့ရဲ့နောင်လေးကိုသိထားမယ်နောင်ဖြစ်ရှင်တော့ OUS ချုပ်ပြီးတော့ idea မှာ one လေးပေါင်းလိုက်မယ် G L O R Y glory glory ဆိုတာနောက်မှာဂုံကြက်တည်ရင်အတိတ်ပဲရတယ်ဆိုတော့ဆက်ပြီးကြည့်အောင် it gloria pass ဒီနိုင်ငံရဲ့ခန္ဓာထေဝါခဲ့တဲ့ဂုံကြက်တည်ရှိခဲ့တဲ့အတိတ်သမိုင်းအကြောင်းတွေကို represent ကိုစားပြုရဲ and ပြီးတော့ hopeful future ရှိရ is နဲ့ပေါင်းမယ် it's hopeful future နိုင်ငံရဲ့ ျော်လင့်ခြင်းမျော်လင့်ခြင်းစရာကောင်းတဲ့မျော်လင့်ချက်ရှိတဲ့အနာဂတ်ကို preparation ကိုစားပြုပါတယ်ဆိုတော့နိုင်ငံရဲ့အလန်ဒီရဲ့အလန်ဒီရဲ့ဘာတွေကိုစားပြုလဲသူ့မှာသူ့ရဲ့ meaning အဓိပ္ပာယ်တွေတနိုင်ငံတနိုင်ငံမှာရှိပါတယ်နိုင်ငံတွေအလန်အယောင်တွေမှာအဓိပ္ပာယ်တွေရှိပါတယ်ဆိုမြန်မာနိုင်ငံမှာမြန်မာနိုင်ငံရဲ့အလံမှာလည်းပဲအယောင်၄မျိုးရှိပါတယ်။ဆိုတော့အဲ့ဒီအယောင်၄မျိုးမှာလည်းပဲ သူ့ရဲ့အတိတ်ပဲကြီးရှိပါတယ်။ဟုတ်ပြီနောက်ထပ်အဝတ်ကြောင်တစ်ခုကိုဆက်ပြီးတော့ကြည့်အောင်။ If we see a group of football fans waving their flag at the stadium. So ဒီမှာ waving their flags at the stadium. အဲဒါက present participle phrase ပါ။ဆိုတော့သူ့ရှိရ noun football fans ဆိုတဲ့ noun ကို modify လုပ်ထားမှာပါ။အတူပြုထားမှာပါ။ so waving ကဒီမှာ verb ဖြစ်ရင်ကြည့် သူ့ရဲ့ buff one က ing ဖြုတ်ပြီးတော့ e လေးပေါင်းလိုက်မယ် w a v e wave wave ဆိုတာကိုယ်ရမ်းတော့လှုပ်ရမ်းတော့လို့အဓိပ္ပာယ်ရတယ် waving their flags at the stadium at the stadium ဘောလုံးအကစားကွင်းထဲမှာ waving their flags သူ့ရဲ့အလံတွေကိုဝေရမ်းနေတော့ a group of football fans ဘောလုံးပရိသတ်ဘောလုံးပရိသတ်တွေကို if we see ငါတို့ မြင်မယ်ဆိုလို့ရှိရင်တွေ့မယ်ဆိုရင် we can guess ငါတို့ကခံမှန်းနိုင်တယ် guess ဆိုတာခံမှန်းသည်မှန်းစာသည် where they come from သူတို့ဘယ်နိုင်ငံကလာတယ်လဲသူတို့ဘယ်ကလာတယ်လဲဆိုတာကိုငါတို့ကခံမှန်းနိုင်ပါတယ်ဆိုတော့ဒီ survive က uniform တွေကိုဝတ်စင်တယ်အဲ uh, center group identity ကိုဖော်ပြဖို့အတွက် uniform တွေဝတ်စင်နေဆိုတဲ့အကြောင်း ပြီးရင် flat color တွေမှာအာသူတို့ရဲ့အတိပ္ပယ်ကြီးရှိရဲဆိုတဲ့အကြောင်းကိုဒီစာပိုက်ကရှင်းပြခဲ့တာဖြစ်ပါတယ်ဆိုတော့နောက်တစ်ပိုက်ကိုဆက်ပြီးတော့အတူတူလေ့လာကြည့်အောင် are we aware ငါတို့သတိပြုမိရဲ့လားသတိထားမိရဲ့လားဆိုတော့ဒီမှာ aware 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 ကဒီမှာ adjective ပါသတိပြုမိတော့သတိထားမိတော့ဆိုတဲ့အတိပ္ပယ်ရတယ်သူ့ရဲ့နောင်က awareness ness ပေါင်းလိုက်မယ်ဆိုရင် နှောင်းရပါတယ်တတိထားမှုတတိရှိမှုလို့တွေပဲရတယ်ပြီးရင်ရှေ့မှာ BEB လေးပေါင်းလိုက်မယ် BWELL BWELL ဆိုရင်ဒါ BEVER တတိပြုမိသည်လို့အတိတ်ပဲရပါတယ်ဆိုတော့အဲ့ဒီစကလုံး word form လေးတွေကိုမှတ်ထားပါမယ် Are we aware ငါတို့တွေတတိပြုမိရလားဆိုတော့ဆနာ share ဆက်လိုက်ပဲဒီမှာလဲ question နဲ့စပါတယ် question နဲ့စပြီးရေးထားတယ်ပြီးရင်သူကအဲ့ဒီ question ကိုသူကသူပြန်ပြီးတော့ဖြည့်ပြီးတော့ရေးသွားမယ်ပေါ့နော် are we aware ငါတို့သတိပြုမိရလား that ဆိုတာ color is you အရာကိုအသုံးပြုတယ်ဒီမှာ passive voice နဲ့သုံးထားပါတယ် color is you အရာကိုသုံးတယ် as ဒီမှာ s plus noun အဖြစ်ကဲတို့ as plus noun အနေနဲ့သုံးထားတယ် a first and powerful truth first powerful as it in the law first လင်းမြန်မြန်ဆန်သော powerful အကောင်းသော true ပစ္စည်းကရိယာလက်နက်တစ်ခုအဖြစ် color issue ရောင်ကိုအတုံးနဲ့ဆိုတာကိုအဝအဝဲတတိပြုမိရလားဆိုပြီးတော့နောက်မှာ4ဆိုရယ် 4plus ကျရနောင်းတုံးတာတယ် 4plus နောင်းကိုတုံးတာတယ်ဒါကအမ်သူရဲ့အကြောင်းပြချက်ကိုတုံးပါပါရည်ရွယ်ချက်ကိုဖော်ပြမှာဒီမှာ reason ပေါ့နော်အကြောင်းတရားကိုရေးထားတယ် အဲ့တော့ဘယ်အတွက်သုံးပါလဲဆိုတော့ for sending out different messages သတင်းစကားအမျိုးမျိုးကို for sending out ပေးဖို့အတွက် color ကိုသုံးတယ်ဆိုတာသတိပြုမိရလားတဲ့ဆိုတော့ဒီမှာသိထားမယ့်စကားလုံးက sending sending so for နောက်က general လောက်ပြီးတော့သုံးထားတယ်အဲ sending က double ing သူ့ရဲ့ buffer က ing လေးဖြုတ်လိုက်မယ် s e n d send Samsung ပေးဖို့ဒီလိုအထိပေးရပါတယ်။ကဲနောက်တစ်ခုဆက်ကြည့်အောင်အဲ့ဒါကိုသူကရှင်းထားပါမယ်။ Powerful uh, fast and powerful true အနေနဲ့ color ကိုသုံးနေဆိုတဲ့အကြောင်းကိုဥပမာတွေနဲ့သူကရှင်းပြပေးထားပါတယ်။ The colors of the traffic light traffic lights right မီးပွိုင်ကိုပြောတာပါ။ The colors of the traffic light မီးပွိုင်တွေမှာရှိတဲ့အကြောင်းတွေဆိုတော့နောက်ကအကြောင်း၃ယောက်ရေးထားတယ်။ amber အမ်ဘောဆိုတော့ပရင်းရောင်ပြောတာပါပရင်းရောင်ဆိုတော့လိမ္မော်ရောင်နဲ့အဲလိမ္မော်ရောင်နဲ့အဝါရောင်နဲ့ကြားထဲမှာရှိတဲ့အရောင်ပါအမ်ဘောပရင်းရောင် red အနီရောင်အပြီးတော့ green အစင်းရောင်ဒီအရောင်တွေရတဲ့ mean ဆိုလိုပါတယ် slow down အချိန်လျှော့ပါဆိုတော့ amber က slow down red က stop ရတဲ့မှာ green ဆိုတာက go သွားပါ respectively ဒီဒီအဖြစ် mean ဆိုလိုပါတယ် in the world of business စီးပွားရေးလုပ်ငန်းကမ္ဘာထဲမှာဆိုရင်စီးပွားရေးလောကမှာဆိုရင် company ကုမ္ပဏီတွေက always များသောအားဖြင့်အမြဲတမ်းလိုလို slash ရွေးရှယ်ကြတယ် the color of the of their brand သူတို့ဒီဇိုင်းရဲ့သူတို့ company ရဲ့ဒီဇိုင်းရဲ့ အရာကိုရွေးချယ်ကြတယ်ဆိုဘလူးရွေးချယ်ကလေးနောက်က advert ကိုဝတ်ကြရဲ့နောက်ဆုံးမှာရေးထားပါတယ် very carefully တကယ်ကိုအလွန်ဂယူးဆိုင်ပြီးတော့ select ရွေးချယ်ကြတယ်ဆိုတော့ company တွေရတဲ့သူတို့ design the color of their brand သူတို့ design ရဲ့အရာကို very carefully တကယ်ကိုဂယူးဆိုင်ပြီးတော့ select always select နောက်တစ်ခါဖြင့် ရွေးချယ်ကြပါတယ်တဲ့ဆိုဒီမှာတည်ထားမယ့်စကားလုံးက carefully carefully ဆိုတာ adverb ပါ adjective က careful now verb ဆိုရင် care care ကိုသုံးပါမယ်ခဏဝါကြဆက်ကြည့်မယ် for instance ဥပမာအားဖြင့် a bank bank တစ်ခုက use သုံးပါတယ် a can blue can ဆိုတာတည်ငြိမ်သောအေဂျင်သောငြိမ်သက်သောလို့အဓိပ္ပာယ်ရတယ် a can blue တည်ငြိမ်အေးချမ်းတဲ့အပြာရောင်တစ်ခုကိုသုံးတယ်။နောက်ကရည်ရွယ်ချက်ကိုဖော်ပြတယ်။ဖော်ပြပေးရမယ် to be definitive to show that ဖော်ပြဖို့အတွက်ပြောပြဖို့အတွက်သက်သေပြဖို့အတွက် it is trustworthy trustworthy ဆိုတဲ့အဓိပ္ပာယ်ရောယုံကြည်စိတ်ချရတော့လို့အဓိပ္ပာယ်ရတယ်။ so သူ့ရဲ့အငြင်းကိုဖြစ်ရှင်လို့ရှိရင်ရှေ့ကနေအံပေါင်းပါမှာအံပေါင်းလိုက်မယ် and trustworthy ဆိုလို့ရှိရင်အငင်းဖြစ်သွားမယ်မယုံကြည်ရတော့လို့အတိပယ်ရမယ်တလုံးချင်းစီပြောမယ်ဆိုလို့ရှိရင် trust အဲ့တော့ trust ကိုတလုံးချင်းရေးလို့ရတယ် trust က buff လဲတုံးလို့ရတယ်လို့နောင်းလဲတုံးလို့ရတယ်အဲ့တော့ trust ကနောင်းနေနဲ့တုံးမယ်ဆိုရင်ယုံကြည်မှု buff အနေနဲ့တုံးမယ်ဆိုရင်တော့ယုံကြည်သည်လို့အတိပယ်ရပါတယ်ဆိုတော့ဆက်ပြီးကြည့်အောင် it is trustworthy ုံကြည်ကိုးစားလို့ရတယ်ဆိုတာကို to show that ပြောပြဖို့အတွက်ဖော်ပြပေးဖို့အတွက် a can blue တည်ငြိမ်အေဂျင့်သောအပြာရောင်ကို a bank use ဘန်ဘန်တစ်ခုဟာသုံးပါတယ်ဒါဥပမာအနေနဲ့တော့ပြောပြပြတာပါကဲနောက်တစ်ခုဆက်ကြည့်အောင် advertiser advertiser ကြော်ညာရှင်ဒီကြော်ညာတဲ့သူကြီးဆိုဒီမှာဒီစကလုံးရဲ့ web form လေးကိုတည်ထားမယ် advertiser perform ကို er or ပေါင်းလို့ရှိရင်ပြုလုပ်တဲ့သူလူပုဂ္ဂိုလ်လေးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ advertiser ဆိုတော့ဒါပြုလုပ်တဲ့သူကြော်ညာသူကြော်ညာရှင်သူ့ရဲ့ perform က advertise advertise ကဒါ buff ကြော်ညာသည်လို့အဓိပ္ပာယ်ရတယ်။နောက်သူ့ရဲ့ noun တစ်ခုကိုတည်ထားမယ်။ဒါလဲဆိုတော့ advertisement advertisement ဆိုတော့ကြော်ညာကြော်ညာလို့အဓိပ္ပာယ်ရပါတယ်။ အရဘာတိုက်စာကြောညာသူတွေရာ use သုံးပါတယ် bright and cheerful colors ကဲဒီမှာလည်း adjective နှလုံးကိုသုံးထားပါတယ် bright တောက်ပါတော့ cheerful ရွှင်လန်းစေသော colors အကြောင်းတွေကိုသုံးပါတယ်ကဲနောက်ကရည်ရွယ်ချက်ကိုဖော်ပြပေးထားတယ် to say that ဖော်ပြဖို့အတွက်ပြောပြဖို့အတွက် we will have a brighter future if we use their products ဒီမှာ condition ပေးထားပါတယ် if we use their product ငါတို့ကသူတို့ရဲ့ကုန်ပစ္စည်းတွေကိုအသုံးပြုမယ်ဆိုရင် we will have a brighter future ငါတို့ကပို၍တည်လင်းတောက်ပါတဲ့အနာဂတ်တစ်ခုပိုင်ဆိုင်ရလိမ့်မယ်ဆိုတာကိုဖော်ပြဖို့အတွက် bright cheerful တောက်ပါတဲ့ရှင်လန်းတဲ့ colors အကြောင်းတွေကို use သုံးပါတယ်ဆိုတော့ဒီမှာ getter က condition နဲ့ Taiwan ကိုတုံးလာတာပါဆိုတော့ဒီ survive က colors ကို first powerful two အဖြစ်တုံးနေဆိုတဲ့အကြောင်းကိုဥပမာအနေဥပမာတွေပေးပြီးတော့ရှင်းပြခဲ့တာဖြစ်ပါတယ်ကဲနောက်တစ်ပိုက်ကိုဆက်ပြီးတော့တူတူလေ့လာကြည့်အောင် on in on ဆိုတော့ on in on ဆိုတာဒါ idiom ပါအဓိပ္ပာယ်ရှုံပြောရရင်ရှုံကြည့်ရင်ဤကုန်းချုပ်အနေနဲ့ပြောရရင်ဆို on in on အလုံးကိုရှုံပြီးတော့ ပြောရမယ်ဆိုရင် we live ငါတို့ကနေထိုင်ကြရတယ် our life ငါတို့ရဲ့ဘဝတွေကိုဆိုတော့ဒီမှာ life ကတာ plural noun မှာ l r f e ကို plural noun ပြောင်းကျင်တော့ v s ပေါင်းထားတာပါ in color from our earliest days from our earliest day အစောပိုင်းခေတ်တည်းကငါတို့ရဲ့အစောပိုင်းခေတ်တည်းကဒီမှာ days က ခစ်ကိုပြောတာပါခစ်ကိုညွှန်တာပါအစောပိုင်းခစ်တွေကလေးကရှေးခစ်ကလေးက in color အရောင်တွေနဲ့ we live our life ငါတို့ရဲ့ဘဝကိုရှင်သန်ကြတယ် color has a bit path ဆိုဒီမှာသိချအောင်မယ်အသုံးချပါတယ်ဒီမှာဒီမှာတော့ has has ဆိုပြီးတော့က an object noun လိုက်ပြီးတော့ရေးထားတယ် a bit path a bit path ဒီမှာတော့အခန့်ကဏ္ဍ ကြီးမားသောအခန်းကဏ္ဍအဓိကကြသောအခန်းကဏ္ဍတစ်ခု has ရှိတယ်ပိုင်ဆိုင်တယ်ဒီလိုရေးထားတယ် have plan down ရေးထားတယ်အယောင်က has a big path အခန်းကဏ္ဍကြီးမားတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တယ်ရှိတယ်ပိုင်ဆိုင်တယ်လို့ရေးထားပါတယ်ဒီနေ့မှာခြားသောစကားလုံးသုံးပြီးတော့ရေးလို့ရပါတယ်အဘလိုရေးမလဲဆိုတော့ play ရဲ့ row ရဲ့ပေါင်းပြီးရေးလို့ရတယ် color ဥပမာ colors place an important role သို့မဟုတ် a major role ဒီလိုမျိုးလည်းသုံးပြီးတော့ရှင်းလို့ရပါတယ် a color အရောင်က has a big part in everything we do so we do a related clause ပါရှင်းကိုညွှန်ပါမယ် we do ကျွန်တို့ပြုလုပ်တော့ငါတို့ပြုလုပ်တော့ in everything အရာရာတိုင်းမှာ has a big part ကြီးမားတဲ့အခန်းကဏ္ဍအဓိကအခန်းကဏ္ဍတစ်ခုပိုင်ဆိုင်နေကြီးမားတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ ါဝင်ပတ်သက်ပါတယ်အဲ့ဒါကိုသူကဥပမာတွေနဲ့သူရှင်းပြထားမယ် the language we use in daily life ဆိုဒီမှာ we use in daily life ဒါက related clause ပါရှေ့ကိုညွှန်ပါပါကြားထဲမှာ the wish ကိုမြုပ်ထားပါတယ် we use in daily life နေ့စဉ်ဘဝမှာငါတို့သုံးနေသော the language ဘာသာစကားဟာ is full of ပြည့်နေနေတယ်ပြည့်နေတယ် ဆိုတော့ full of ဆိုတာ the adjective ပါပြည့်နေတော့ပြည့်နေတော့လို့အဓိပ္ပာယ်ရပါတယ် is full of ပြည့်နေနေတဲ့ color related expression ဆိုဒီမှာ color related ဆိုတာဒါ compound adjective ပါအယောင်နဲ့ဆက်ဆက်တော့အယောင်တွေနဲ့ပတ်သက်တော့ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်သူ့ကိုခွဲပြီးတော့လဲအဲဝါကြတွေတိစောက်ပြီးတော့ရေးလို့ရပါတယ်နောက် color related expression အယောင်တွေနဲ့ဆက်ဆက်နေတော့ expression နေ့စဉ်သုံးဘာသာစကားအသုံးနေ is poor ပြည့်နေနေပါတယ် we also use ငါတို့ကသုံးပါသေးတယ် color အရောင်ကိုသုံးပါတယ် s ဒီမှာလည်းပဲ s နောက်က noun လိုက်ပြီးတော့ရေးထားပါတယ် a bash or identity so a bash ဆိုတာကအမှတ်တင်ကြတာတစ်စိတ်ကိုပြောတာပါ a bash or identity ညညမှုရဲ့အမှတ်တင်ကြတာတစ်ခုအဖြစ် we also use color ငါတို့ကအရောင်တွေကိုအသုံးပြုပါသေးတယ် and ပြီးတော့ okay နောက်တစ်ခု s ဒီမှာလဲ s ရနောက်က noun အနေနဲ့လိုက်ပြီးတော့ရေးထားတယ် a way of communicating different messages different messages တတိယစကားမျိုးမျိုးကို a way of communicating ပြောဆိုဆက်ဆံတဲ့နည်းလမ်းတစ်ခုအနေနဲ့လည်းပဲသုံးပါတယ်ဆိုတော့ဒီမှာသိထားရမယ့်အဲစကားလုံးတွေက a way of communicating so a way of we off လို့ရေးတဲ့အတွက်ကြောင့်မလို့ off ရင်တော့က noun လိုက်မှာပါဒီမှာ gerund noun လိုက်ထားပါတယ်တကယ်လို့ away to to ဆိုရင် to to လို့ရေးလို့ရှိရင်တော့ to ရဲ့နောက်မှာ by infinitive တုံးပြီးတော့ရေးမှာပါအဲ့တော့ communicating ရဲ့ buffering ကြီးသူ့ရဲ့ buffering က communicate ပေါင်းသစ္စာန်ဒီပြောစုစစ်စံဒီလို့အဓိပ္ပာယ်ရပါတယ်ဆိုတော့အကြောင်းတွေကိုတဲ့ identity ညညမှုရဲ့အမှတ်တင်ကြတာဖြစ်သုံးသလို့ အတင်းစကားအမျိုးမျိုးကို ပြောဆိုဆက်ဆံတဲ့နည်းလမ်းတစ်ခုအနေနဲ့လည်းသုံးပါတယ် thus ဒါကြောင့် we can increase ငါတို့ကတိုးမြင့်နိုင်တယ် our understanding နားလည်ခြင်းတွေကိုနားလည်မှုကိုဆိုဒီမှာ understanding ရတယ်မှာ gerund noun မှာ noun အနေနဲ့သုံးထားတာပါသူ့ကို buff buff one အနေနဲ့ပြောင်းပြီးတော့လည်းဒီဝက်ကြောက်ကိုအဖလေပြီးတော့ပြောင်းပြီးတော့ရေးလို့ရပါတယ်ဒီနေ့မှာဒီနေရာမှာ understanding along our understanding of the world around us around us ငါတို့ရဲ့ပဝင်းခြင်းမှာရှိတဲ့ the world of the world ကဘာကြီးနဲ့ပတ်သက်တဲ့ our understanding ငါတို့ရဲ့နားလည်မှုတွေကို we can increase ငါတို့ကတိုးမြင့်နိုင်တယ်ကဲဘယ်လိုမျိုးတိုးမြင့်တိုးမြင့်မှာလဲနောက်က manners how we ကိုကြီးတာပါတယ် ဘလို့နီးလန်းနဲ့တွေးမြင်နိုင်ကြလဲဆိုတော့ by lenny လေးလာသင်ယူခြင်းအဖြစ် by lenny above what colors a prism အရောင်တွေကဘယ်အရောင်တွေဟာဘာကိုကိုစားပြုတယ်လဲဆိုတော့ by lenny လေးလာသင်ယူခြင်းအဖြစ်တွေးမြင်နိုင်ရဲ့ကဲနောက်ဆုံးဝဲကြလေးကိုကြည့်အောင် if there were no colors in the world we would differently live a dull life ဆိုတော့ဒီဝဲကြလေးဟာ conditioner နဲ့ရေးထားတာပါ conditioner အဲ type 3နဲ့ရေးထားပါအဲ conditioner type 2နဲ့ရေးထားတာပါ so conditioner type 2ကဘယ်လိုမျိုးသုံးလဲဆိုတော့အဲသူ့ရဲ့ format လေးက if subject verb 2 comma subject word but 1ဆိုတော့သူ့ရဲ့အသုံးပြုပုံကစိတ်ကူးရင်တဲ့အကြောင်းအရာမဖြစ်နိုင်တဲ့အကြောင်းအရာဖြစ်နိုင်ဖို့ခဲရေးတဲ့အကြောင်းအရာကြီးရေးမယ်ဆိုလို့ရှိရင် ီ is subject verb to comma subject verb part 1ဆိုတဲ့ condition နဲ့အဲ type 2ကိုတုံးနေပေါ့နော်ကဲဒီမှာလည်းပဲအဲဖြစ်နိုင်မှုခဲယဉ်တဲ့အကြောင်းအရာကိုရေးထားတာပါ if there were no colors in the wall ကဲဒီမှာ no colors ဆို object noun ကိုညင်းထားတယ်အငင်းလေးမျိုးရှိတယ်အငင်းလေးမျိုးတွေက object noun ကိုအညင်းပြီးတော့သူရေးထားပါတယ် if there were no colors in the wall တကယ်လို့ဒါကတဲ့ကဘာမှာအကြောင်းလေးမရှိခဲ့ဘူးဆိုရင် we would differently live a dull life ဒီမှာ would ပတ်ဝန်းကြားတဲ့ adverb လေးခံထားတယ် we ငါတို့က a dull life d u l n drop ဆိုတာကအာ time မိုင်းတော့ပြင်းစရာကောင်းတော့အဲ6ကတ်တော့အတိပဲရတယ် we would differently definitely လုံးဝကိုမှ we would live ရှင်တဲ့နေထိုင်ရမယ် a dull life တကယ်ကို time မိုင်းပြီးတော့ပြင်းစရာကောင်းတယ်ဘဝတစ်ခုနဲ့ရှင်တဲ့နေထိုင်ရမှာဖြစ်ပါတယ် ဆိုတော့ဒီ service တွေက color နဲ့ပတ်သက်ပြီးတော့ဖော်ပြခဲ့တဲ့ service တွေဖြစ်ပါတယ်ဒါကတော့ Nikon service ဖြစ်တဲ့ကြောင့်မို့ရှေ့မှာဖော်ပြခဲ့တဲ့ဒါတွေကိုဒီမှာပြန်ပြီးတော့ restate ပြန်ပြီးတော့ဖော်ပြပေးထားတာပါဆိုတော့ unified colors နဲ့ပတ်သက်ပြီးတော့နားလည်သဘောပေါက်မယ်လို့ယူဆပါတယ်ဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့